မင်္ဂလာပါရှင်ခွစီခရက်မှပြန်လဲကြိုဆိုလိုက်ပါတယ်အခု TV တို့လေးကဒီတချောင်းထိုးအိတ်တွေမှာပေါ့နော်တုတ်ဘက်တွေထိုးတဲ့အခါကြလို့ရှိဒီအတွင်းမှာပိတ်စတွေဘယ်လိုခံမလဲပေါ့နော်အဲ့ဒီအကြောင်းအရာလေးကိုပြပြပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နော် စမြတ်တို့ဒီလိုမျိုးအိတ်ကလေးတွေထိုးပြီးတော့ဆိုလို့ရှိရင်အသွင်းမှာပိတ်စတွေခံချုပ်တာကို့မှာအိမ်မှာဆက်မရှိဘူးဆိုလို့ရှိရင်လည်းပေါ့နော်အချီနဲ့အန်နဲ့လက်နဲ့ပဲဘယ်လိုမျိုးချုပ်လို့ရတယ်လဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာပြောပြသွားပြီးတော့မယ်ပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်အဲဒါလေးကိုလုတ်တက်သွားပြီးဆိုလို့ရှိရင်တခြားကိုထိုးတခြားကိုဘယ်လိုပြောမလဲတမျိုးအဲတုတ်ပတ်လေးတွေထိုးတဲ့အခါကျလို့ရှိရင်ပေါ့နော်အတွင်းမှာအဲဒီပိတ်စလေးတွေခံတဲ့ဟာကို ဆက်နဲ့မချုပ်ဖယ်နဲ့ပေါ့နော်လက်နဲ့ဘယ်လိုလုပ်ရလဲဆိုတာကိုအကုန်လုံးသိသွားမှာဖြစ်ပါတယ်နော်ပထမဦးဆုံးကိုထိုးထားတဲ့အိတ်လေးရဲ့ size ကိုတိုင်းမယ်ပေါ့နော်အဲတိုင်းမယ်ဆိုတော့ဒီလိုမျိုးလေးဒီအလျားလေးကိုတစ်ချက်တိုင်းလိုက်မယ်ကွာရောအောက်မှာတေချာလေးချပြီးမှတိုင်းပေါ့နော်။ဒါတိုင်းကြည့်လိုက်တော့15လက်မရှိပါတယ်။နော်15လက်မရှိတယ်။ဒီ AA size ကဒါ

လောက်ထွက်လာလဲဆိုရင်25လက်မခွဲထွက်လာတယ်ပေါ့နော်ပပက်လဲတိုင်းလိုက်တော့သူက25လက်မခွဲထွက်တယ်အလျာက25လက်မဒီလိုမျိုးပပက်လဲအခါကျတော့20နဲ့မှ ငါလက်မခွဲထွက်တယ်ပေါ့နော်အဲဆိုရက်ကကြတော့စနေတော့ပိတ်စားဖြတ်မယ်ပိတ်စားကတော့ဒါစမြဖြတ်ပြီးသားပဲပေါ့နော်ဘာလို့လဲဆိုတော့ဖြတ်ပြနေလို့ရှင်အချိန်ကြာတယ်လေနော်အဲ့တော့တခါလေဖြတ်ပြီးသားလေးပဲအဲပြောလိုက်တယ်ဆိုတော့ပိတ်စားကိုဘယ်လိုဖြတ်ရမလဲဆိုရင်ကိုရဲ့ဒီအိတ်ကဲဒီအလျားကအဲ15လက်မဆိုလို့ရှင်တလက်မအပုတ်ယူပြီးမှပိတ်စားကိုပိတ်စားရဲ့အလျားကိုဖြတ်ပေးမယ်ပေါ့နော်ဆိုတော့15လက်မဆိုတော့ဒါလေးက16လက်မဖြတ်ထားတယ်ပေါ့နော်ဒီကနေ့ဒီထီက16လက်မရှိပါတယ် 16လက်မရှိရပေါ့နော်ဒီမှာ16လက်မဖြတ်လိုက်တယ်ပြီးတော့ပိတ်ဆောက်နှစ်ခေါက်ခေါက်တယ်ပေါ့နော်ပိတ်ဆောက်ကိုဒါနှစ်ခေါက်ခေါက်ထားရနော်ဒီမှာ နှခေါက်လေးခေါက်လိုက်တယ်ခေါက်ပြီးတဲ့အခါကျလို့ရှိရင်စွမ်းသားကဒါစုစုပေါင်း25လက်မခွဲမို့လား25လက်မခွဲဆိုလို့ရှိရင်တလက်မခွဲအပူပေါင်းလိုက်မယ်ပေါ့နော်ဆိုတော့25လက်မခွဲကိုတလက်မခွဲအပူပေါင်းလိုက်တော့28လက်မဖြစ်သွားဖြစ်သွားတယ်ပေါ့နော်ဒီနေရာမှာတလက်မလောက်ပဲအပူပေါင်းလို့ရှိရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့စမြက်ကတော့တလက်မခွဲပေါင်းလိုက်တယ်အဲကိုစိတ်တိုင်းပြန်ခေါက်လို့ရအောင်လို့ပေါ့နော်ဆိုတော့20နဲ့မှ9လက်မပေါ့နော်20နဲ့မှ9လက်မဆိုတော့ပိတ်ဆောက်ကိုနှခေါက်ခေါက်တဲ့အချိန်မှာ28ကိုတဝဲဝဲတော့အဲ ်73လက်မခွဲပဲပေါ့နော်73လက်မခွဲလေးပဲသူ့ကိုလုတ်ပေးထားပါတယ်ဒီမှာနော် ်73လက်မခွဲပဲသူ့ကိုဒီဖြတ်ထားတယ်ဘာလို့လဲဆိုတော့သူကနှစ်ခါခောက်ထားတယ်လေ73လက်မခွဲဆိုပြန်ပြီးမှကြည့်လိုက်မယ်ဆိုလို့ရှိရင်28လက်မကွက်တီးပြန်ရမယ်ပေါ့နော်ကဲပြီးပြီဆိုလို့ရှိရင်ဒါအခုချုပ်တဲ့အပိုင်းကိုလာမယ်ပေါ့နော်ချုပ်တဲ့အပိုင်းကိုလာမယ်ဆိုတော့စောနာကဒီညမှာစမြတ်တို့ကဒီဒီအိတ်ကလေးကိုတလက်မအပိုယူထားတယ်ပေါ့နော်ဘာလို့အပိုယူထားလဲဆိုတာဒါကချုပ်စာယူထားတာပေါ့နော်ချုပ်စာကဒီဘက်မှာအာလက်မဝဲဒီဘက်မှာလက်မဝဲခြံထားတယ်ပေါ့နော်ဒီလက်မဝဲလက်မဝဲကိုဖြုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီအလဲကသူ့ရဲ့အတိုင်းတာက ဘလောက်ပြန်ကြံမလဲဆိုလို့ရှိရင်15လက်မပြန်ပြီးမှကြံမယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီဘက်မှာလက်မဝက်ပြီးလို့ရှိရင်ဒီဘက်ကိုလက်မဝက်ထားပြီးမှပိတ်စလေးကိုညှက်လိုက်ပါတယ်ညှက်ပြီးတဲ့အခါကျတော့ရှိဟိုစမြက်ကတော့ပေးဟိုဘယ်လိုပြောမလဲ ဘောပင်နဲ့ပဲတားလိုက်တယ်ပေါ့နော်အဲဒီကိုချုပ်ရမယ့်ဘက်ကိုခါကျတော့မလာဘက်ကိုပဲထားပြီးမှချုပ်ပေးမယ်နော်အလားဘက်ကိုချုပ်ပေးလို့မရအောင်နော်မလာဘက်မှာပဲထားပြီးမှဘောပင်ဆွဲရင်မှချုပ်ပေးမယ်ပေါ့နော်စနက်ကတော့ဘောပင်နဲ့ပဲဆွဲလိုက်တယ်ပေါ့နော်ပြောပြီးဒီဘောပင်ရအတိုင်းချုပ်ပါမယ်အဲဘယ်လိုချော့လဲဆိုတာပြပြပေးမယ်နော်ချုပ်မယ်ပေါ့နော်ချုပ်မယ်ဆိုရင်စောနာကဒီမှာမြင်းတိုင်းထားတဲ့အတိုင်းပဲချုပ်မယ်ပေါ့နော်ဒီချုပ်နေရတော့ဒါစမြအမြဲသုံးတဲ့နေပါပဲတကယ်အဆင်ပြေပေါ့နော် လိုမျိုး ချုပ်ပါမယ်ဒီလိုမျိုးပဲချုပ်လိုက်အောင်ပဲပေါ့နော်လွယ်လွယ်လေးပဲအမှန်ချုပ်တာလေဘာမှမခဲ့အောင်မအခုဒါဆွမြတ်ပြထားသလိုလေးပဲချုပ်လိုက်အောင်ပဲကိုကစစ်စိတ်လေးချုပ်ပေးနိုင်တော့ပို့ပြီးမှကောင်းတာပေါ့နော်ဒါကတော့ဆွမြတ်ကတော့ဒီမစိတ်မကြဲလေးချုပ်ပါမယ်အဲ sorry ချုပ်တာလေရိုးရိုးအချီနဲ့အဲ့နဲ့ပဲချုပ်မယ်ပေါ့နော် ဒီလိုပုံစံအတိုင်းပဲဒီအဆုံးထိရအောင်ချုပ်ပြီးတော့လိုက်ပါနော်ဒီမှာပေါ့နော်ဒါဆိုရင်ဒီအထိတ်ထိရောက်လာပြီပေါ့နော်အထိတ်ထိရောက်လာပြီဆိုလို့ရှိရင်ပြန်꿰လာမယ်ပေါ့เนาะ လာပြီးတဲ့အခါကြလို့ရှိရင်စောနာကထိုးတဲ့အတိုင်းပဲပြန်ထူမယ်ပေါ့နော်လွတ်နေတဲ့နေရာလေးမှာအဲသူ့ကိုပြန်ပြီးမှထူပါမယ်စောနာကဒီစမြတ်တို့ချီမထိုးထားတဲ့နေရာလေးတွေရှိရလေအဲအမအလယ်နားမှာလွတ်နေတဲ့နေရာလေးဒီဘက်အလဘက်ကနေကြည့်လို့ရှိရင်ပေါ့နော်ဒီအဲအဲ့နေရာလေးတွေမှာပြန်ပြီးမှ ပြန်ဖြည့်မယ်ပေါ့နော်သိုးပုံထိုးနီကတော့စောနာကနဲ့လုံးဝအတူတူပဲပေါ့နော်ဒါပေမဲ့ဘာပဲကွာတလဲဆိုလို့ရှိရင်ကတော့ဒီဒီအလယ်နားမှာပေါ့နော်ထိုးတဲ့နေရာလေးလွတ်နေတယ်အဲ့လွတ်နေတဲ့နေရာလေးကိုပြန်ပြီးမှဖြည့်တဲ့တဘောပါပဲပေါ့နော် အခုဆိုလို့ရှိရင်ကတော့ဒီမှာလွတ်နေတဲ့နေရာလေးမရှိတော့ဘူးအကောင်လုံးကဆက်နဲ့နင်းထားသလိုပဲပေါ့နော်အဲဒီလွတ်နေတဲ့နေရာမရှိတော့ဘူးအဲ့လိုဖြစ်သွားတယ်ပုံစံတိုင်းမဲ့အဆုံးထိချုပ်ပြီးသွားပါနော် ါဆိုလို့ရှိရင်ချုပ်ပြီးတော့ရေပေါ့နော်။ तू ကဟိုဆက်နဲ့ပေါက်ထားသလိုလေးဖြစ်နေမှာဆက်နဲ့ပေါက်တာတော့ညညာနေမှာပေါ့နော်။ဒါကလက်နဲ့ဆိုတော့ handmade ဆိုတော့အဲအလောက်ထီကတော့မညင်ညာဘူးပေါ့နော်ဒါပေမဲ့ဒီလိုလေးရပါမယ်နော်အဲဆိုတော့ဒီဘက်တစ်ချမ်းကိုချုပ်ပြီးပြီဆိုရင်ဒီဘက်တစ်ချမ်းကိုလည်းတပုံစံနဲ့ထားပြီးမှချုပ်ပြလိုက်ပါနော်ဒီအိတ်တွေကိုဒီဘေးနှချမ်းချုပ်ပြလိုက်ဆိုလို့ရှိရင်ဒီအောက်ခြေကိုတိုင်းမယ်ပေါ့နော်အမ်ပို့ပြီးမှတိတအောင်လို့ဆိုစမြတ်ကတော့စင်တီမီတာနဲ့တိုင်လိုက်ပါတယ်ပို့ပြီးမှ တည်ကြအောင်ပေါ့နော်ကိုရဲ့အောက်ခြေကဘယ်လောက်ရှိလဲဒါစမျက်ဟာဆိုဒါ7 7စင်တီမီတာရှိရပေါ့နော်အောက်ခြေကလေ7 7စင်တီမီတာရှိတယ်ဆိုရင်ဒီအိတ်ကလေးကိုဘယ်လိုလုပ်ရမလဲဆိုတာပြောပြမယ်နော်အဲဒီတစ်ဖက်မှာတော့ဒါစမြတ်တလိုမျိုးလေးလှုပ်ထားပြီးဟိုဘက်မှာလှုပ်ရမယ်ပေါ့နော်ဒီဒီဘက်မှာလှုပ်တဲ့အတိုင်းဟိုဘက်ကိုလှုပ်ပေးလိုက်လို့ရှိရင်ရပြီဆိုတော့တစ်ဖက်ပဲပြပေးမယ်ဆိုတော့ဒီနားလေးကိုအဲ့လိုမျိုးလေးလက်ကလေးနဲ့လှုပ်လိုက်ပါ ပြပြဆိုလို့ရှိရင်ကတော့ဒီအလဲဆန်တာလေးပေါ့အောင်လို့ပေါ့နော်ဒီအလဲဆန်တာလေးကိုတိတအောင်လို့ဒီဒီလိုမျိုးအကလေးတစ်ခုခုနဲ့ပေါ့နော်ဟဲ့အဲ့လိုမျိုးလုပ်လိုက်ဒါဆိုလို့ရှိရင်ဒီနေရာကအလဲမက်မှန်တိတာဝိုင်းပေါ့နော်ပြပြဆိုလို့ရှိရင်ဒီဟာလေးကိုအဲ့လိုမျိုးဟပါမယ်ဒီလိုမျိုးဘီနာမှာဒီလိုမျိုးအချွန်လေးရအောင်လုပ်မယ်ပေါ့နော် ရလာပြီဆိုလို့ရှိရင်ဒီနားမှာချုပ်ထားတဲ့မြင်းနဲ့ဒီအလဲចောင်းတဲ့ကအထက်တူကြနေရမယ်ပေါ့နော်အဲ့ဒါမကြကြအောင်အဲ့လိုမျိုးလေးလုပ်ပေးရပါမယ်ဒါကသူ့ရဲ့အလဲစန်တာပေါ့နော်ဒီမှာဒီနားကဒီဒီချုပ်ထားတဲ့ဟာနဲ့ဒီအလဲစန်တာနဲ့ကွတ်တီကြအောင်အဲ့လိုမျိုးထပ်လိုက်ပါဟုတ်ပြီဒါဆိုလို့ရှိရင်အလဲစန်တာကဒီအနောက်ကမြင်းနဲ့ကွတ်တီကြသွားပြီပေါ့နော် နော်ကွက်တိလေးကြွားပါပြီကွက်တိလေးကြွားပြီဆိုလို့ရှိရင်စောနာက7စင်တီမီတာရှိရမလား7စင်တီမီတာရှိရဆိုလို့ရှိရင်ဒီအလဲဒီအလဲမကြိတ်ချိတ်ထားတဲ့နားပေါ့နော်အဲ့နားမှာငါးလက်မခွဲနေရအောင်ထားမယ်ပေါ့နော်ဘာလို့လဲဆိုတော့7စင်တီမီတာအတိရကြလို့ပေါ့နော်ပြီးရင်ဒီဘက်ကိုတွားပါမယ်တွားပြီးရင်အဲလူတိုးပူလျှော့လုပ်ပေးမယ်ပေါ့နော် ကဲဒါဆိုလို့ရှိရင်ရသွားပြီပေါ့နော်ဒီမှာဒီဒီဒီအမတ်တက်တက်မှာငါးခွဲ element နေရပေါ့နော်ပြီးလို့ရှိရင်ဒီမှာ7 cm ပေါ့နော်7 cm ရသွားပြီအဲ့ဒီ7 cm ကိုမြေတစ်ချောင်းတားလိုက်မယ်ဟုတ်ပြီနော်မင်းတချောင်းတားလိုက်ပါမယ်ပြီးလို့ရှင်ဒါကိုဖြုတ်လိုက်လို့ရပြီဖြုတ်ပြီးမှဒါလေးကိုမပြတ်အောင်လို့ဆိုဒီလိုမျိုး နှစ်ဖက်လုံးပေါ့နော်မြဲနေအောင်အဲ့လိုမျိုးလေးပြန်တွဲထားလိုက်မယ်တွဲပြီးပြီဆိုလို့ရှိရင်ဆော်နာကဒီမြင်းချောင်းအတိုင်းကိုပြန်ချုပ်မယ်ပေါ့နော်ချုပ်တာမချုပ်ပြတော့ဘူးเนาะဘာလို့လဲဆိုတော့အာဒီဘက်ကဒီဘေးချောင်းတွေချုပ်တလို့ပဲပေါ့เนาะသူ့ကိုချုပ်ပေးလိုက်လို့ရှိရင်ရရပေါ့เนาะဆိုတော့ဟိုဘက်ကချုပ်တာနဲ့တပုံစံနဲ့ဟိုဒီဘေးနှကြမ်းချုပ်တာနဲ့တူတူပဲဆိုတော့လေတအားတွေဒီတေးတွေမပြောပြတော့ဘူးเนาะ နော်အချုပ်လိုက်ပါနော်ဒီဘက်လည်းချုပ်မယ်ဆောနာဒီဘက်တစ်ချမ်းလည်းဒါဆူမြတ်လုတ်ပေးပြီးသားပေါ့ဗောနော်ဒီဘက်မှာလုတ်တလို့မျိုးပဲဒီဘက်တစ်ချမ်းကိုလည်းလုတ်မယ်ပေါ့နော်ပြီးရှင်ချုပ်လိုက်ပါမယ်အခုဆိုလို့ရှင်နှစ်ဖက်လုံးချုပ်ပြီးရ ாய் ပေါ့နော်ဒီနှစ်ဖက်ချုပ်တာကဒီဘေးနာကချုပ်တာနဲ့တူတူပဲလို့ပြောပြီးသားပေါ့နော်ပြီးရင်သူတို့ကိုအတွင်ဘက်ကိုလန်လိုက်မယ်ပေါ့နော် အိမ်မှာမီးပူရှိလို့ရှိရင်ဒီနေရာလေးတွေကို မီးပူလေးနဲ့ပေါ့နော်တေချာလေးတိုက်ပေးပါနော်စမြကတော့အခုနောက်မှတိုက်တော့မယ်အခုမတိုက်တော့ဘူးလို့လိုက်ဆိုအခုကမီးမလာလို့လေးအကြောင်းဒီနာလေးတွေကိုမီးပူလေးနဲ့တေချာလေးပြပြနေအောင်တိုက်ပေးပါနော်ကဲပြီးတော့ဆိုလို့ရှိရင်ဒီအိတ်ကလေးထဲကိုထဲချုပ်တော့မယ်ချုပ်မယ်ဆိုတော့ဒီအိတ်ကိုဖြောင်ပြန့်လမ်းမယ်နော် ီတောင်းနေရာလေးတွေတောင်းကြအောင်လက်ကလေးနဲ့အဲ့လိုဖိမယ်နော်ဒီဘက်လည်းထိုးနီးလက်ကောင်းမယ်ဒီစောနာကတောင်းနေရာလေးတွေကိုကော်ချက်တောင်းနေရာလေးနဲ့ကွက်တိလေးဖိအောင်အဲ့လိုမျိုးလုပ်လိုက်ပါမယ်ဒီတန်လိုင်းလေးစီချုပ်ကတ်ထားတဲ့ဟာရဲ့ဒီအောက်တက်တဲ့ပေါ့နော်ဒီအောက်ရဲ့ပထမဦးဆုံးဒီဒုတိယမြောက်တိုင်တူကုတ်ထားတဲ့အတန်းပေါ့နော် ဲ့ဒီအတန်းနေရာမှာပပတ်လေးဒီပိစလေးတော့ချုပ်ပေးမယ်နော်ဒါလေးအဲ့လိုမျိုးအတွင်းဘက်ကိုခောက်ချလိုက်မယ် ီးရင်ချုပ်မယ်ပေါ့နော်ချုပ်မယ်ဆိုတော့ဒီအောက်ကလေးကနေအဲဒီအောက်ကနေဒီဒါကပထမဒါကပထမအုံဆုံးတိုက်တူကုတ်ခဲ့တဲ့အတန်ပေါ့နော်အဲ့ဒီအတန်ရဲ့အောက်ထဲကိုဝင်ပြီးလို့ရှိရင်ဒီပိတ်ဆလေးထဲကိုဝင် ပြီးရင်ဒီလိုမျိုးပြန်ထွက်မယ်ပေါ့နော်အက်ကိုဒီလိုမျိုးလေးပြန်ထွက်ပါမယ်ဒီလိုမျိုးပြန်ထွက်တဲ့ဟာကဒီမှာနော်အဲသူကအမဒီဒီဒီခောက်ထားတဲ့အရာကြားမှာအဲ့လိုမျိုးထွက်တဲ့တဘောပေါ့နော်သူကဒါဖြည်းဖြည်းလေးပြပေးမယ်ပြီးလို့ရှိရင်ဟိုဘက်ကခြိထဲကိုလည်းအဲ့လိုလေးတောင်းဝမ်းမယ်နော် ပြီးသူ့ရဲ့မျက်နှာချင်းဆိုင်တက်တဲကဒီအစထဲကိုဝင်ပြီးဟိုဘက်ကိုထွက်မယ်ပြီးဒီချီရဲ့ဒီဘက်လေးကိုထွက်မယ် ချုပ်ရလုံးဝမမြင်ရဘောနော်ဒီချုပ်နေရစိတ်တော့ရှည်ရတယ်ဒါပေမဲ့ချုပ်ရလေးလုံးဝမမြင်ရဘူးတအားတက်ရတယ်ဗောနော်စမြတ်ကတော့အိတ်တရဲ့အတွင်းခန့်လေးချုပ်တဲ့အခါအများန်းဒီပုံစံပဲချုပ်ပါတယ်ချုပ်ရမမြင်ရတာကိုဒါသဘောကျလို့ဗောနော်ကဲဒါဆိုလို့ရှိရင်ချုပ်လိုက်တော့ဗောနော်ဒါတော့ချုပ်ပြရင်ချုပ်တက်ပြီးနေတူတယ်အဲတပတ်လေလုံးချုပ်ပြီးသွားလိုက်ပါနော် ချုပ်လာတာဒီမှာနောက်ဆုံးရောက်ပြီပေါ့နော်နည်းနည်းလေးပဲလိုတော့တယ်ဒါဆုမြတ်လည်းစိတ်ရှိရှိနဲ့တင်ပေးထားတယ်ပေါ့နော်ဆိုတဲ့အတွက်ထိုးတဲ့လူတွေလည်းစိတ်ရှိရှိလေးနဲ့ချုပ်ရမပေါအောင်တေချာလေးချုပ်ပြီးမှအိမ်စာလေးလာပြကြပါနော်ဒီပုံစံအတိုင်းပဲကိုကပဲခြီထိုးအိတ်ပဲအိတ်ကိုမဆိုးထိုးတဲ့ခါကျလို့ရှိရင်ပေါ့နော်ဒီလိုမျိုးတုတ်ပတ်လေးတွေပါလေးတွေဆိုရင်အဲဒီပုံစံလေးကိုပဲနမူနာ ယူပြီးတဲ့ခါကျတော့ချုပ်လို့ရတယ်ပေါ့နော်ဒါဆိုရင် customer လေးကကိုကအတွင်းအိတ်ကလေးထည့်ပေးပါလို့ပြောတဲ့ခါကျလို့ရှိရင်လေကိုကထည့်ပေးလို့ရရပေါ့နော်အဲ့ခါကျရင်တော့ဈေးတမျိုးတိုးယူပေါ့နော်ဆမျက်ဆိုလို့ရှိရင်ကတော့ဒီလိုမျိုးအတွင်းအိတ်တွေထည့်ပေးရတယ်ဆိုလို့ရှိရင်ပုံမှန်ဈေးလေးထက်ပုံမှန်တထောင်ခွဲပို့ယူပါတယ်တိတဲ့အတိုင်းပဲအကုန်လုံးပေါ့နော်လက်ချုပ်လိုက်ရတာဘာညာဆိုတာပင်မန်းနေပေါ့နော် ဆိုတော့အတန်းပိတ်စလေးခံခိုင်းလို့ရှိရင်တပေါင်းခွဲအဖို့ယူပါရဲကိုကတော့ကိုစိတ်ကြိုက်ဈေးပေါ့နော်အဲဆွမျက်ထည့်နေပြီးလိုက်လို့ရတယ်များပြီးလည်းယူလို့ရတယ်ပေါ့နော်ဒါဆွမျက်ယူရဲဈေးကိုပြောပြတာပါနော်ကဲဒါဆိုလို့ရှိရင်ဒီမှာကြည့်လုံးဝတက်တက်လေးပေါ့နော်တပတ်လေလုံးချုပ်ပြီးရပါပေါ့နော်ချုပ်ပြီးရလို့ဆိုရင်ဒါကိုအသက်ပြန်လန်လိုက်လို့ရပါရင်နော် ကဲဒါဆိုလို့ရှိရင်ဒီမှာအတွင်းပိတ်စားလေးတိတိတက်တက်လေးထည့်ပြီးပေါ့နော်အဲမိလာတဲ့ခါကျလို့ရှိရင်စမြက်ကတော့ဒီနားလေးတွေကိုပေါ့နော်အဲဒီလိုမျိုးလေးပဲချပြီးမှချွတ်ရိုးလေးတွေကိုမိဘူးတိုက်ပါမယ်နော်မိဘူးတိုက်လို့ရှိရင်တိတိတက်တက်လေးဖြစ်သွားတယ်ပေါ့နော်ဒီမှာပါလုံးဝချုပ်ရမပေါ်ပေါ့နော်ဒီတောင်လေးတွေမှာဆိုလို့ရှိရင်လေတအိတ်လုံးအတွင်းပိတ်စားလေးခန့်တာလေးပြီးရရေပေါ့နော်ဆိုတော့အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ရှင်။အင်စာလေးတွေလည်းလာပြကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ အိမ်စာလေးတွေမျောနေပါမရှင်တတ်တာ